မိတ်ဆွေတို့အခုမြင်တွေ့နေရတာကတော့ဘရာဇီးနိုင်ငံကလူတွေမိသွေးပြုလုပ်နေကြတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဒါအပြင်ဘရာဇီးနိုင်ငံကလူတွေကမိသွေးကိုဟင်းချက်တဲ့နေရာမှာပဲအသုံးပြုနေတယ်လို့ထင်ရင်မိတ်ဆွေတို့အနေနဲ့အမှားကြီးမှားသွားပါလိမ့်မယ်။ပထမဆုံးအနေနဲ့သူတို့ကအိမ်ပုံစံမိဖို့ကြီးတစ်ခုကိုတိဆောက်လိုက်ကြပါတယ်။ဘရာဇီးနိုင်ငံမှာတော့ထင်းမိသွေးပြုလုပ်တဲ့နေရာမှာယူကလစ်ပင်တွေကိုသာအဓိကအသုံးပြုကြပါတယ်။ဘာကြောင့်လဲဆိုရင်တော့ ယူကလစ်ပင်တွေကအချိန်ခဏအတွင်းမှာပဲကြီးထွားလွယ်ပြီးအစီပါဝင်မှုများတဲ့အတွက်ကြောင့်ဖြစ်ပါလေဒါကြောင့်ပဲထင်းမိသွေးပြုတ်လို့မယ်ဆိုရင်တော့ယူလကစ်ပင်ကအကောင်းဆုံးကုန်ကျန်တစ်ခုဖြစ်ပါတယ်အလုသမားတွေကတစ်သားတွေကိုမိဖို့ထဲမှာစနစ်တကျစီပြီးတကားကိုပိတ်ကမီရှိုးလိုက်ကြပါတယ်ထင်းကနေမိသွေးဖြစ်အောင်ပြုတ်လို့တယ်ဆိုတာကအပူချိန်မြင့်မှပြီးအောက်ဆီဂျင်ရဲ့အခြေအနေမှာတစ်သားတွေကအဆိုတက်တဲ့အပူကတိတွေ့ပြီးအမွေပြန်သွားတဲ့အတွက်ကာဗွန်တက်တာကျန်ရှိခဲ့တဲ့အတွက်မိသွေးဖြစ်ရရှိလာတာဖြစ်ပါတယ်မိသွေးပြုတ်လို့တဲ့နေရာမှာအရေးကြီးဆုံးကတော့ အပူချိန်နဲ့အောက်ဆီဂျင်ကိုထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုမှမဟုတ်ရင်တော့တစ်သားကနေမိသွေးမဖြစ်ပဲပြာဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့အလုပ်သမားတွေကတော့မိခိုးရဲ့အယောင်နဲ့ထွက်ရှိလာတဲ့အနံ့ကိုရှူကြည့်လိုက်ုံနဲ့တင်သိရှိနိုင်ကြပါတယ်။ဘရာဇီးနိုင်ငံမှာတော့မိသွေးကိုတန်ရိုင်းတွေကိုအရေကြိုးတဲ့နေရာမှာအများဆုံးအသုံးပြုကြပါတယ်။မိတ်ဆွေတို့အနေနဲ့ရောမိသွေးကိုဟင်းချက်တာပြင်ဘလိုနေရာတွေမှာအသုံးပြုဘူးကြပါသလဲ။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြမာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်။